မင်္ဂလာပါပရိသတ်ကြီးတို့ကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါခုတင်ဆက်ခုတင်ဆက်ပေးချင်တာကတော့မန်ယူအသင်းကဘာစီလိုနာတာဝန်ကစားသမားရာဖင်ညာကိုပေါင်း128တက်သမခုနှစ်သန်းနဲ့စတင်ကလန်ထားကြောင်းစပိန်တို့ဖန်ဂျစ်သတင်းစာကနေဖော်ပြသွားပါတယ်ယူကဆယ်တင်းကလည်း ISS ကိုကမ်းလှမ်းလာတဲ့ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကိုပဲချလိုက်ပြီးတော့ဘာစီလိုနာအသင်းထံကရာဖင်ညာကိုခေါ်နိုင်မှ ISS ကိုပြန်လည်လက်လွတ်သွားလို့နေပါတယ် ဂျူဗီဒန်သစ်တိုင်းဆင်မှုဗလာဟိုဗစ်ရဲ့အစ်ချင်တွေကမန်ယူအသင်းနဲ့တွဲဆုံဆွေးနွေးဖို့တောင်းဆိုမှုတွေပြုလုပ်ထားပါတယ်။စပါတင်ကမန်ယူအသင်းကမ်းလှမ်းခဲ့တဲ့လစာပမာဏထက်ပိုပေးပြီး MPU မို့ကိုခေါ်ယူဖို့စီစဉ်နေပါတယ်။လီဗာပူးတင်ကတော့နူးညန်စ်နဲ့ချီရစာတို့ကိုရောင်းချဖို့စီစဉ်နေရကြောင်းနာပိုလီအသင်းတိုက်ဆင်မှုအိုစင်ဟန်ကိုပြန်လည်ခေါ်ယူလိုနေပါတယ်။အိုစင်ဟန်ကတော့အာဆင်နယ်မန်ယူစားတဲ့အသင်းတွေနဲ့ဆွေးနွေးခဲ့ပြီးပေမဲ့အဆင်မပြေခဲ့ကြောင်းသတင်းတွေရရှိခဲ့ပါတယ်။မန်စီးတီးတင်ကတော့ဂိုသမာအီတာဆန်ကိုဆုံးရှုံးခဲ့ရပါက PSG မှဒေါ်နာရမာနဲ့ ်ဘာစီလိုနာမှတာစတီကန်တို့ကိုခေါ်ယူဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။ဝါဇန်တိုက်စစ်မှုဘဝင်းကိုစပါတို့ခေါ်ယူဖို့ကြိုးစားနေရဆိုတဲ့သတင်းကကောလာဟာလတာဖြစ်ကြောင်းသတင်းရရှိပါတယ်။ Everton နီးပြမိုရက်စ်ကစတုတ်ဂတ်အသင်းတိုက်စစ်မှု Knock Watmate ကိုခေါ်ယူဖို့ဆန္ဒရှိနေကြောင်းသတင်းရရှိပါတယ်။ Real အသင်းကတော့ Sporting အသင်းတိုက်စစ်မှု Rokaros ကိုခေါ်ယူဖို့အခွင့်အရေးကောင်းတွေပိုင်ဆိုင်ထားကြောင်းလည်းသတင်းရရှိပါတယ်။ဘာစီလိုနာအသင်းကမိုနာကိုအသင်းနောက်ခံလူဗန်ဒါဆန်ကိုပေါင်တန်း30လောင်းနဲ့ခေါ်ယူဖို့ အခြေအနေကောင်းနေပါတယ်။လီဗာပူးတင်ကတော့ကော်နာတေးကိုစာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ဇက်တိုက်ကြိုးစားနေပြီးကစားသမားကတော့ငင်းဆန်မှုတွေပြုလုပ်ထားပါတယ်။ရီယက်ကတော့လာမယ့်ရာသီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မယ့်ကော်နာတေးကိုခေါ်ယူဖို့ကြိုးစားနေကြောင်းသတင်းရရှိပါရရှင်။ဆက်လက်ပြီးချဲစီကွင်းနဲ့ကစားသမားမီခေးကတော့လက်ရှိချဲစီခေါ်ယူလိုနေတယ်။ခေါ်ယူလိုက်တဲ့တိုင်စင်မူဒီလက်ကပရိသတ်တွေလိုချင်နေတဲ့တိုင်စင်မူမျိုးမဟုတ်ကြောင်းသုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ဒီလက်ကချယ်ဆီတင်ထံပေါင်တန်း30နဲ့ပြောင်းရွှေ့လာခဲ့သူတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီပြောင်မြောက်တဲ့ဂိုးသွင်းနှုံးတွေကြောင့်မန်ယူနဲ့အပြိုင်ချယ်ဆီတို့လိုက်ခဲ့ရပါတယ်။မိခေးကကျွန်တော်တို့လိုနေရာကဂိုးတွေသွင်းပြီးအဆုံးသတ်ကောင်းတဲ့တိုက်စစ်မှုမျိုးပါ။ D-Lev ကပရိသတ်တွေလိုချင်နေတဲ့တိုက်စစ်မှုမျိုးမဟုတ်ပါဘူး။ပရိသတ်တွေဘယ်သူကိုလိုချင်နေလဲဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်။သူတို့လိုချင်နေတာကအိုစင်ဟန်ပါပဲ။ဒါပေမဲ့အတင်းကငေးရွယ်ပြီးပိုကောင်းလာနိုင်တယ်လို့ထင်မြင်သုံးသပ်ခဲ့ရာကြောင့် D-Lev ကိုရွေးချယ်ခဲ့ကြတာပါဆိုပြီးမိခေးကပြောဆိုသွားခဲ့ပါတယ်။ D-Lev ကအသက်22နှစ်အရွယ်သာရှိနေသေးသူတယောက်ဖြစ်တယ်လို့ တိုးတက်လာနိုင်တဲ့အများကြီးရှိနေသေးသူတယောက်ဖြစ်တာကြောင့်နီးပြမာရစ်ကာဂူရန်ကဂျက်ဆင်နဲ့ပွဲထွက်ခွင့်လူယူဖို့အတွက်အရာခေါ်ယူလိုက်တာဖြစ်ပါတယ်ဂျက်ဆင်နဲ့ဒီလက်ကိုလိုတလိုလဲတုံးခွင့်ရတဲ့ပုံမှန်ချက်ပေးထားတဲ့မာရစ်ကာကတော့နှစ်ယောက်စလုံးကအရန်ကောင်းတဲ့နံပါတ်ကိုရီပါနှစ်ယောက်လုံးကိုရီသွင်းနိုင်ဖို့ဒီနေ့လိုကိုဖန်နီမှုတွေလုံနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်နီကိုဂျက်ဆင်နဲ့မောက်ဂီယူတို့မရှိတဲ့နလား၃လအတွင်းမတူညီရဲ့ဖြည့်ရှင်းချက်တွေရှာဖွေခဲ့ရပါတယ်ဒါပေမဲ့နီကိုနဲ့လီယန်ဒီလက်တို့လိုတိုင်းစစ်မှုနှစ်ယောက်ကိုပိုင်းဆိုင်ခွင့်ရတာက မင်းပြတအုပ်အနေနဲ့တကယ်ကောင်းတဲ့ခန်းစားချက်ဖြစ်ပါတယ်။ကြိုက်တဲ့တယောက်ရွေးသုံးနိုင်ပြီးဘယ်သူကိုတုံတုံရွေးချယ်မှုကောင်းဖြစ်လိမ့်မယ်ဆိုတာလည်းခင်ဗျားသိနေပါတယ်။ BNT လက်ရဲ့ကစားပုံကိုအထူးကျင့်နေပါတယ်။ကောင်းတဲ့အချက်ကသူကကျွန်တော်တို့အသင်းရဲ့ကစားဟန်ကိုသိနေရကြအောင်အမြန်မြန်ဆက်ဆက်အံ့ဝင်သွားပါလိမ့်မယ်။သူနဲ့အဆူကိုရိုနီယာစလုံးကိုကျင့်နေပါတယ်။ဖလာမင်ဂိုအသင်းနဲ့ရှင်ပြန်ရဖို့တော့ရောက်ပဲကျွန်တော်အကြောင်းကျွန်တော်တို့ကအမြန်ဆုံးပြန်လဲအားဖြစ်နိုင်မှုလိုအပ်နေပါတယ်။နောက်လာမယ့်ပွဲအတွက်လည်းအကောင်းဆုံးပြင်ဆင်ပြီးအနိုင်ရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ချက်စီသင်းပါဝင်တဲ့ club အသင်းများကဘာဖလာပြိုင်ပွဲရဲ့အတခြားအုပ်စုဒီပွဲစဉ်မှာ Flamingo Brazil က Apprentice Tunisia ကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ Flamingo အသင်းမှာ Chelsea ကစားသမားဟောင်း Brazil နောက်ကလူ Philippe Luiz ရဲ့ခိုင်တွေ့မှုဖြင့်ပုံစံကောင်းနေရရှိနေပါတယ်။ဒါအပြင် Chelsea အသင်းကစားသမားဟောင်းတအူးဖြစ်သူ Italy လက်ရွေးစင်ကွင်းနဲ့ကစားသမား ဂျော့ဂီကိုပါဝင်နေပြီးတော့ပွဲချိန်69မိနစ်မှာဖလာမင်ဂိုအသင်းသွင်းယူပေးခဲ့တဲ့ဒုတိယဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ချယ်ဆီအသင်းကအောက်စုဒီဒုတိယပွဲစဉ်ဖြစ်ဖလာမင်ဂိုအသင်းနဲ့လာမယ့်တောက်ကြနေ့မှာ ရှင်ပြိုင်မှာပဲဖြစ်ပါရရှင်။အခုဆက်လက်တင်ဆက်ပေးချင်တာကတော့လာမယ့်2025-26ရာသီပရီးမီယာလီဂ်ပြိုင်ပွဲအတွက်ပွဲစဉ်စရာကိုတော့ဇွန်16နေ့ဗိုလ်မှူးနေ့နက်နက်9:00မှာထုတ်ပြန်သွားမယ်လို့ပရီးမီယာလီဂ်တာဝန်ရှိသူတွေကတရားဝင်ကြေညာထားပါတယ်။ဒါပေမဲ့ တရားဝင်ထုတ်ပြန်မယ်လို့ကြေညာထားတဲ့နေ့ရက်မတိုင်မီတရက်အလို့ဒီကနေ့မနက်ပိုင်းမှာ2025-26ရာသီပရီးမီးယားလိပွဲစဉ်စရာကဆိုရှယ်မီဒီယာပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်။ထွက်ပေါ်လာတဲ့ပွဲစဉ်စရာကပရီးမီးယားလိအဖွဲ့ချုပ်အသုံးပြုတတ်တဲ့ဇက်ကလွန်ဖော့နီကိုတုံးထားပြီးဆမ်မီနာပေါ်ကလေးယောက်အပြင်ဆင်ကလည်းအတော်တူနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့လီဗာပူးနဲ့ Forest သုံးပွဲအထိတွေ့ဆုံနေတဲ့အနေအထားကြောင့်ဒါကိုအတူလိုကောက်ချက်ဆွဲစရာဖြစ်ခဲ့ပါတယ်။တရက်ကြိုတင်ထွက်ပေါ်လာတဲ့ဒီပွဲစဉ်စရာမှာယာတီအစ်စ်ကို ဩဂတ်စ5ရက်တောက်ချာနေညလစ်ဂျူနိုက်တက်အာဆင်နယ်ပွဲနဲ့စတင်သွားမှာဖြစ်ပါတယ်။ပရီးမီးယားလီဂ်ကတရားဝင်ကြိုတင်ကြေညာထားတဲ့နေ့ရက်တွေက2025-26ရာသီပရီးမီးယားလီဂ်ပြိုင်ပွဲက2025ဩဂတ်စ16ရက်နေ့ကနေ2026မေ24ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးမြေဒီနေ့ပွဲစဉ်စရာကစတင်တဲ့နေ့တရက်စောနေသလိုပြိုင်ပွဲပြီးဆုံးမဲ့ရက်ကလည်း6ရက်စောနေပါတယ်။ဆလပီရောပြီးခဲ့တဲ့ဘောလုံးယာတီနှစ်ခုအတွင်းမှာရောဘတ်ထိတ်တန်လီ၅ခုမှာတွင်ကို၁၀ခုနဲ့ကိုဖန်နီမူ၁၀ချင်းကိုတပြိုင်နက်ထဲ လုံနိုင်တဲ့ကစားသမားနှစ်ယောက်ပဲရှိပါတယ်သူတို့တွေကတော့လီဗာပူးတောင်ပန်ကစားသမားဆာလာနဲ့လီဗာကူစင်တိုင်းဆက်ကစားသမားဖလော်ရီယန်ဗာစတိုပဲဖြစ်ပါတယ်ဒီလိုမျိုးကစားသမားနှစ်ယောက်ကလာမယ့်ရာသီမှာအသင်းပေါ်တွေအဖြစ်အတူကစားရတော့မှာမို့လီဗာပူးသင်းတွက်တော်မျောလင်းချင်စရာပါပဲလီဗာကူစင်ကျဝင်ဖလော်ရီယန်ဗာစကလီဗာပူးနဲ့2030အထိစာချုပ်မချုပ်ဆိုခင်တောက်ကြနေမှာစစ်စစ်မှုတွေခံယူသွားဖို့စေးစစ်မှုတွေခံယူသွားဖို့ပြင်ဆင်နေပြီးအားလည်းအပန်းဖြစ်ခီးအရင်ဆုံးထွက်နေရကြောင်းပေါင်116တန်းနဲ့ခေါ်ယူမှုကနောင်နေနေတယ်လို့သိရပါတယ် ဂျာမန်ကျယ်ပွင့်ကဒီတစ်ပတ်မှာလီဗာပူးကစားသမားအဖြစ်တရားဝင်ကြေညာလိုက်တာနဲ့ပြစ်တင်စံချိန်တင် ပြောင်းရွှေ့ခြင်းရှင်ဖြစ်လာတော့မှာဖြစ်ပြီးလီဗာပူးတင်က Florian Vaz အတွက်ထပ်ဆောင်ပေးချေမှုပေါင်16တန်ပါဝင်တဲ့ပြောင်းရွှေ့ခြင်းပေါင်တန်တရာပေးချေခဲ့ရတာဖြစ်ပါတယ်။ Florian Vaz ကလီဗာပူးနဲ့၅နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးဂျာမန်ကျယ်ပွင့်က UEFA Nation League ပြိုင်ပွဲမှာလက်ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးခဲ့ပြီးရဲ့နောက်အပန်းဖြေခီးထွက်ခဲ့တာကြောင့်အပြောင်းရွှေ့ပြီးသက်ပူးဆောင်ဆိုင်နေရတာဖြစ်ပါတယ်။ Fast ကဒီနွေရာသီမှာအန်ဆလော့ရဲ့၃ရောက်မြောက်ကစားသမားတစ်ခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီးမာဆေးဆိုင်အသင်းက Jeremy Frimpong နဲ့ဂိုးသမားမာမာ Dashville တို့ကိုခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ Leverkusen ကျယ်ပွင့်ရဲ့ပြောင်းရွှေ့ညင်ညာပြရနဲ့ Liverpool ကဘုံမောက်ဘယ်နောက်ခံလူ Milos Skarzak ကိုပေါင်တန်း40နဲ့အပိသက်ခေါ်ယူဖို့အတွက်ပြင်ဆင်ထားပြီးဘုံမောက်ကမနစ်ကပဲရင်းနှီးက Adrian Trafford ကို Cagas နေရာမှာစားထုတ်ခေါ်ယူမှုဖြစ်ပေါင်း 145သန်းနဲ့အပိသက်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ဂျီနိုယာဒီမာရောဗီလီဘာပူးရဲ့ပြင်မှတ်ထဲမှာရှိနေတဲ့ဘွန်တလီကကျဲပွင့်ကဖလော်ရီယန်ဗော့စ်တဦးလည်းမဟုတ်ဘဲနဲ့ဖရန်ဖော့ကျဲပွင့်ဟုကိုအခီတိုက်ကိုလည်းခေါ်ယူခြင်းနေရာဖြစ်ပေမဲ့လည်းဘွန်တလီကကလပ်အသင်းကလီဗာပူးပေးချင်နိုင်တဲ့ပမာဏထက်ကျော်လွန်တဲ့ပေါင်85သန်းကိုမလျှော့ဘဲကောင်းမာနေရကြောင်းသဘောတူညီမှုမရရှိနိုင်သေးတာပဲဖြစ်ပါတယ်ရှင်။အာဆင်နယ်တင်းကတော့ Sporting Lisbon တိုက်စစ်မှု Rogerius အပေါ်မှာစိတ်ပြတ်လာတာကြောင့် အက်စတွန်ဗီလာတင်တိုက်စင်မိုးဝက်စကင်ကိုခေါ်ယူဖို့အတွက်အချင်းကပ်မှုအသစ်ပြုလုပ်ဖို့စဉ်းစားနေပါတယ်။ Sporting Lisbon တင်က Rookies အတွက် Euro တန်း80ကျော်လိုချင်နေပြီးတော့ Arsenal တင်က Euro တန်း60နီးပါးနဲ့ကမ်းလှမ်းမှုပြုလုပ်ထားတာကြောင့်ဆွေးနွေးမှုတွေကအောင်မြင်မှုမရရှိသေးတာပါ။လူရသည်မှာတိုက်စစ်မှုတတူးနဲ့ခေါ်ယူဖို့ပြမှတ်ထားနေတဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုစင်းထဲမှာ Rookie Ross နဲ့ Leipzig အသင်းတိုက်စစ်မှု Sesko တို့ပါဝင်နေတာဖြစ်ပါတယ်။အခုချိန်မှာတော့အာဆင်နယ်အသင်းက Wolfsburg ဘက်ကိုစိတ်ဝင်စားမှုပြန်ရောက်ရှိလာခဲ့တာပါ။ ာဆနယ်တင်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီလကဝါစကင်ကိုခေါ်ယူဖို့နောက်ကျကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ဖယ်ချခံခဲ့ရတာဖြစ်ပါတယ်။2020ခုနှစ်က Brandford အသင်းကနေရောက်ရှိလာခဲ့တဲ့ဝါစကင်က Aston Villa အသင်းအတွက်900ဒီကျပါဝင်ကစားထားပြီး Premier League ပြိုင်ပွဲမှာ85ဂိုးသွင်းယူထားတာပါ။အသက်29နှစ်ရွယ်ရှိဝါစကင်နဲ့ Aston Villa အသင်းတို့ရဲ့စာချုပ်က2028ခုနှစ်အစွန်လအထိတက်တန်းရှိနေပါတယ်။ Aston Villa အသင်းကပြီးခဲ့တဲ့ဇန်နဝါရီကတိုက်စစ်မှုဒူရန်ကိုလက်လွတ်ခဲ့ရတာကြောင့် ဝါစကင်ကိုအာဆနယ်အသင်းထံရောင်းချဖို့ငင်းဆန်ခဲ့တာပါ။အက်စတွန်ဗီလာအသင်းအနေနဲ့နွေရာသီမှာဝါစကင်အတွက်အာဆနယ်အသင်းကတရားဝင်ကမ်းလှမ်းမှုပြုလုပ်လာရင်စဉ်းစားပွဲရှိနေပါတယ်။အာဆနယ်အသင်းကလာမယ့်ရာသီမှာအောင်မြင်မှုတွေရယူနိုင်ဖို့အတွက်အသင်းလိုအပ်တဲ့အနေအထားကိုအားပြည့်ဖို့စီစဉ်နေပြီးဆိုစီတက်အသင်းကွင်းလယ်လူဇူဘီမန်တီကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားတာပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ရိုထရီကိုရဲ့အေးချင်းဖြစ်ဆောင်ရနေတဲ့ဖခင်ဖြစ်သူဟာ ရီယယ်မက်ဒရစ်ရဲ့ကလပ်ကမ္ဘာဖလားပြန်ဝင်းမတိုင်ခင်အာဆင်နယ်သင်းစီကနေရရှိခဲ့တဲ့စိတ်ဝင်စားမှုကိုလက်လူရှုထားတယ်လို့သတင်းတွေကသိရပါတယ်။ဂန်နာတွေကနောက်ထပ်ဆူပလားလက်မဲ့ရာသီနဲ့ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ဒီညရာသီမှာတိုက်စစ်ကိုအင်အားဖြည့်တင်းဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့အသစ်ခန့်အပ်ခဲ့တဲ့အားကစားဒါရိုက်တာဘာတာက ရိုထရီကိုတောင်းမနေရအတွက်အသင်းရဲ့အထူးကပြမျက်တွေကတခုဖြစ်သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ရိုဂျီကိုကဘာနေပြူးမှာပြီးခဲ့တဲ့ရာသီတုန်းကအန်ဆလော့တီလက်အောက်နေရာသိမ်းမြခဲ့တာကိုစိတ်ပြတ်မှုတွေကြီးထွားခဲ့တယ်လို့ယုံကြည်ရပြီးတော့ အသက်24နှစ်ရဲ့ကစားသမားကဘာစီလိုနာကိုရှုံးနိမ့်ခဲ့တဲ့ကိုဘာတရီဘောလူပွဲမှာလူစင်းနဲ့ကနေချန်လန်ချင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ရိုဒရီကဘာနီပြူကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်လာခဲ့တာဖြစ်ပြီးအဲ့ဒီအခြေအနေကြောင့်အာဆင်နယ်ရောချယ်ဆီပါဘရာဇီးတောင်ပံကစားသမားရဲ့အခြေအနေနဲ့ပတ်သက်ပြီးမင်းမြန်စုံစမ်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆော်ဒီပရိုလိကအသင်းကအသင်းသားတွေကလည်းဂျီနီယာတီမာခေါ်ယူဖို့ကြိုးပမ်းလာနိုင်ပြီး Real Madrid အသင်းကဘရာဇီးကျယ်ပွင့်အတွက်ယူရိုတန်း80ဝန်းကျင်ကမ်းလှမ်းမှုကိုရရှိမယ်ဆိုရင်ရောင်းထုတ်သွားနိုင်တယ်လို့လည်းနားလည်ရပါတယ်။ အက်တလက်တစ်ရဲ့ဖော်ပြချက်ရဆိုရင်တော့အာဆင်နယ်ကဘရာဇီးတောင်ပိုင်းကစားသမားအတွက်ကမ်းလှမှုမပြုလုပ်ခင်အချိန်တွေကိုအနီးကဆက်လက်စောင့်ကြည့်နေပေမယ့်ရိုဒရီဂိုရဲ့အေဂျင့်ဖြစ်ဆောင်ရနေတဲ့ဖခင်ဖြစ်သူအရစ်ကိုကတော့တားဖြစ်သူကိုဇာဘီအလွန်ဆိုကသဘောကျနှစ်သက်နေရကြောင်းအခုအချိန်မှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခြင်းနဲ့ဆန္ဒမရှိဘူးလို့သိရပါတယ်။အလွန်ဆိုကတော့လေ့ကျင့်ရေးမှာရိုဒရီဂိုကိုအရန်အလေးပေးနေပြီးဘရာဇီးကျယ်ပွင့်ကအန်ဆယ်လော့တီထွက်ခွာသွားပြီးနောက်ပိုင်းကလေးက နောက်တကြိမ်အပြုသဘောဆောင်တဲ့ခန်းစားချက်မျိုးပြန်ရနေတယ်လို့သိရပါတယ်။ရိုဒရီကိုရဲ့ကဘာကလပ်ဖလားပြိုင်ပွဲမှာတော့ပဝင်ကစားပြရမယ့်နေရာနဲ့ပွဲကစားချိန်ကလာမယ့်ရက်သက်တပတ်တွေနဲ့လာပိုင်းတွေမှာအချိန်လေးဘလို့ဖြစ်လာမလဲဆိုတာကိုအဆုံးဖြတ်ပြီးသွားမှာဖြစ်ပြီးဘရာဇီးကျယ်ပွင့်ကလာလီဂါကလပ်အသင်းနဲ့၃နှစ်စာချုပ်သက်တမ်းကျန်ရှိနေသေးတာပဲဖြစ်ပါရဲ့ရှင်။အခုဆက်လက်တင်ဆက်ပေးချင်တာကတော့ front lambda က Coventry City အသင်းမှာနီးပြပွားကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးတဲ့နောက် နောက်ထပ် Premier League ကလပ်အသင်းကိုတောင်းဝန်ယူကိုင်းတွဲနိုင်ခဲ့တယ်လို့ထောက်ခံပြောဆိုခြင်းခံခဲ့ရပါတယ်။ Coventry ကလမ်ဘတ်ကိုနိုဘာလာမှာနီးပြဖြစ်ခန့်အပ်တဲ့အချိန်တုန်းကချန်ပီယံရှစ်မှာအဆင့်၁၈ရာမှာရပ်တည်နေရတာဖြစ်ပြီးတန်းစင်းစုံရဲ့အထက်နှစ်မှတ်အကွာမှာရှိနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Chelsea ကံဝင်ကအလွန်ကောင်းမွန်တဲ့ယာတီဒုတိယပိုင်းကိုပိုင်ဆိုင်အောင်နီးပြပေးနိုင်ခဲ့ပြီး Coventry အသင်းကချန်ပီယံရှစ်အဆင့်၉နေရာထိတက်ရောက်နိုင်ခဲ့တာကြောင့် Playoff ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ စန်တာလန်နဲ့ကစားခဲ့တဲ့ semi final ပွဲကပန်နန်တီအဆုံးဖြတ်ထိသွားတော့မဲ့ပုံပေါ်ခဲ့ပေမဲ့လည်းနားချင်းချိန်ပေါ်မှာစန်တာလန်ကနောက်ကျအနိုင်ကိုသွင်းသွားခဲ့ပြီးတော့ဘောလူပွဲမှာရှက်ဖီကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့လို့ပရီးမီးယားလီဂ်ကိုတန်းပြန်တက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ Everton နဲ့ Chelsea တင်းတို့ကစိတ်ပြတ်စရာအချိန်တွေကိုရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း Lampard ရဲ့ Coventry City မှာအချိန်တိုအတွင်းအထင်ကြီးပွဲနီးပြဆွဲရင်ကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီး Arsenal ကန်ဝင် Emmanuel Petit က အင်္ဂလန်ကန်တော်ဝင်ကသောမတ်စ်ဖရန့်နဲ့လမ်းခွဲခဲ့တဲ့ဘရန်ဖို့ကိုနီးပြဖို့အတွက်တင့်တော်တဲ့နီးပြလောင်းဖြစ်လိမ့်မယ်လို့ထောက်ခံခဲ့တာဖြစ်ပါတယ်။ဖရန့်လမ်းဘတ်ကကိုဗင်ထရီနဲ့ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။သူတို့တွေကသူတောင်းဝင်ယူချိန်မှာတမ်းမစင်ရဖို့တိုက်ပွဲဝင်နေခဲ့တာဖြစ်ပြီးသူရောက်လာပြီးတော့ဝင်းပလေးကိုသွားဖို့အရန်နီးဆက်ခဲ့တယ်။သူရဲ့အခြေစည်းကဒုတိယအကြိမ်နီးပြဖို့အရန်ကောင်းတဲ့အတွေ့အကြုံဟုတ်ခဲ့ပေမဲ့သူကငရေသေးတဲ့နီးပြဖြစ်ပြီးတော့လေးလာတင်ယူနေတော့မှအတကြီးတဲ့သူတွေနဲ့အလုပ်လုပ်ခဲ့ရတာကအကောင်းမွန်တဲ့အတွေ့အကြုံဖြစ်ခဲ့မှာဖြစ်ပြီး သူများကြီးတည်ယူနိုင်ခဲ့မယ်လို့ထင်ပါတယ်။သူကအခက်ခဲရီနဲ့ရင်ဆိုင်ခဲ့ရပြီးအခုဆိုရင်ပိုကောင်းတဲ့နီးပြဖြစ်လာပြီလို့ထင်ပါတယ်။သူကနီးပြတယောက်ဖြစ်ပြောင်းလဲခဲ့ပြီလို့ထင်ပါတယ်။သူ့အနေနဲ့ brand four ကိုပြောင်းရွှေ့လာတာကအများကြီးအထိပ္ပယ်ရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။သူနဲ့ဆိုအရန်ကောင်းကောင်းအဝင်မှာပါလို့ပြောဆိုခဲ့ပါတယ်ရှင်။အခုတင်ဆက်ပေးမှာကတော့ Fever Club ကမ္ဘာဖလားပြိုင်ပွဲအုပ်စုစဉ်ပွဲစဉ်တချို့မှာပရိသတ်တွေအလွန်နှေးပါနေပြီးတချို့ပွဲတွေပွဲကြည့်စဉ်နေရာလော့တွေဖြစ်ပေါ်နေရာကရုပ်ပြဆင်းပြဖြစ်နေပါဗျ။ ဒီမနက်ကစားခဲ့တဲ့တောင်ကိုရီးယားကလပ်ဦးဆောင် HD အသင်းနဲ့တောင်အာဖရိကကလပ်မမီလိုဒီဆန်စတောင်အသင်းတို့ရဲ့ပွဲမှာတော့ပရိသတ်ဦးရေရာကနန်းသာရှိတဲ့အထိကွင်းထဲမှာနေပါခဲ့ပါတယ်။အော်လန်တိုကအင်တာနဲ့ခိုကွင်းဟာပရိသတ်25500ဆန့်ပေမဲ့ကွင်းထဲမှာပရိသတ်6တောသာရှိခဲ့တာပါ။ဝဲစားတင်ချိန်မှာကွင်းကျင်ပြိသက်တွေကိုရေးတွက်ခဲ့ရမှာ68ဥသာရှိရလို့အယ်ဂျီးရီးယားဂျာနယ်လေမဟာမီဇာဟီကဆိုရှယ်မီဒီယာမှာတင်ခဲ့တာပဲဖြစ်ပါတယ်။ ဖီဘာကတော့ဒီပွဲကိုပရိသတ်3412ဦးကြီးရှိခဲ့လို့ထုတ်ပြန်ခဲ့ပါတယ်။အစုပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Chelsea 20 LAFC ပွဲမှာပရိသတ်9500ဆန့်နဲ့ကွင်းတဲကို22138ဦးသာလာကြည့်ခဲ့ပါတယ်။ဒါကြောင့်ဒီပြိုင်ပွဲကပရိသတ်နေပါမှုကဖီဘာအတွက်အရှက်ရစရာဖြစ်နေတယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ Monterrey 1-1 Inter Milan မြန်မာစံတော်ချိန်ဒီနေ့မနေ့အစောပိုင်းမှာကစားခဲ့တဲ့ Monterrey နဲ့ Inter Milan တို့ရဲ့ကလပ်ကဘာဖလားအစုပွဲစဉ်က တဖက်တကိုးစီသေးရာလန်းနေပဲပြီးဆုံးသွားခဲ့ပါတယ်။ဝင်တာရီအသင်းအတွက် Real Madrid ကံဝင် Sergio Ramos ကပထမပိုင်း25မိနစ်မှာပဲသူသွင်းယူနေကြပုံစံအတိုင်းပဲအလွန်အားပါပြင်းထန်တဲ့ခေါင်းတိုက်ချက်နဲ့အတူဒေါက်ကန်ဘောကနေတဆင်သွင်းယူသွားခဲ့ပြီးအင်တာနောက်ခံလူ Bastoni နဲ့ဂိုးသမားရန်ဆော်မာတို့ကိုအလဲထွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Inter Milan အသင်းကပထမပိုင်းမပြီးဆုံးခင်မှာပဲ Montari ရဲ့ဦးဆောင်ဂိုးကိုပြန်လည်ချိန်ပနိုင်ခဲ့ပြီး52မိနစ်မှာ Lautaro Martinez ကအသွင်းယူပေးခဲ့တာဖြစ်ပါတယ်ရှင်။ ဒုတိယပိုင်းမှာနှစ်သိန်းစလုံးနောက်ထပ်သွင်းကိုရီထက်မှန်မသွင်းယူချားနိုင်ဘောပဲနဲ့ဓကုတ်ကုတ်နဲ့ရလနဲ့သာပြီးဆုံးသွားခဲ့ရာကြောင့်အောက်စုအီးမှာ Rival Plague ရဲ့နောက်အဆင့်နှစ်သုံးနေရာမှာသာအသီးသီးရပ်တည်နိုင်ခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာရီမှာစောစောလေးလေးကြည့်ရှုနားဆင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပြည်သူကြီး ။နောက်တစ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ပေါလုံးသတင်းတွေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါရဲ့နော်။ပေါလုံးစစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။